မင်္ဂလာပါရှင် ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ကတားမှာအင်းတော်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုစစ်သား40သေဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ခရံမြောင်များလဲတိမ့်ဆက်ရရှိနေကြောင်းတင်ဆက်ပေးပါမယ်သကိုင်းတိုင်းကတားမြို့နယ်မှာအင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုစစ်သား40သေဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ခရံမြောင်များလဲတိမ့်ဆက်ရရှိနေကြောင်း KIA ရဲ့စီးရင်သတင်းအရှင်မြစ်တွေကပြောပါတယ် ။ဗလ15ရက်နေ့နဲ့16ရက်နေ့မှာကတားမျိုးနယ်အတွင်းရှိအကြံဘက်စစ်ကောင်စီတပ်သားတွေကအင်အား150ခန့်နဲ့အင်းတော်မျိုးနယ်ဘက်ကိုစစ်ကူလာရောက်စဉ် KIA PDF ပူးပေါင်းတပ်တွေကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံဘက်စစ်ကောင်စီတပ်သား40တေဆုံးပြီး29အရှင်ဖမ်းမိကထိခိုက်ဒဏ်ရာရရှိသူများပြပြီးစစ်ကြောင်းတစ်ကြောင်လုံးတပ်ပြက်ပြီးကတားမျိုးနယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါဗျ။တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဘက်မှလက်နက်ခဲရအမြောက်များလည်းတင်ဆက်နိုင်ခဲ့ပြီးလက်ရှိအချိန်မှာနေမြေရှင်လင်းရေးများဆက်လက် က်လှုပ်ဆောင်နေကြောင်းသိရပါရယ်ကတာဘက်ကနေအင်းတော်ဘက်ကိုစစ်ကူသွားဖို့ထွက်လာတဲ့အင်အား150ပါတဲ့စစ်ကွေးစစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေကနှစ်ရက်ဆက်တိုင်းကြားဖြတ်တိုက်ခိုက်တာပေါ့စစ်ကွေးအကောင်၄၀တေပြီး29အရှင်ဖမ်းမိတယ်လက်နက်ခရံတွေလည်းအမြောင်များတင်ဆက်ရရှိခဲ့တယ်လို့ KIA ရဲ့စင်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်ဆက်လက်ပြီးပခုတ်ကူနဲ့မြိုင်မြို့နယ်ရှိစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကို rocket drone တွေနဲ့တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ် ။မကွေးတိုင်းပခုတ်ကူနယ်မြန်မြို့နယ်ရှိ အကြံဘတ်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကို rocket drone နဲ့တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိကြောင်းဗမာတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့မြန်မာတာဝန်ရှိသူတောင်ကပြောပါရယ်။မလ16ရက်နေ့နေ့လယ်တနိုင်ကန်ချိန်မှာပခုတ်ကူမြို့နယ်ရှိအကြံဘတ်စစ်ကောင်စီတပ်သားများထိုင်ချတပ်ဆွဲထားတဲ့ညောင်တစ်ပင်ပြူစောတိရွာကိုတော်လိုင်းတပ်ဖွဲ့တွေက rocket စိုက်လုံးနဲ့ပြက်ကတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။အဲ့ဒီတိုက်ခိုက်မှုတွင်ရော့ကတ်ခုနှစ်လုံးကအကြံဘတ်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့အစာအုပ်ပေါ်နဲ့ကာကင်များနီးစ မ်းရောက်ပောက်ကွဲခဲ့တာကြောင့်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်းလက်ရှိအချိန်မှာညောင်ကျစ်ပင်ပြူစော်တီရွာကိုအကြမ်းဖက်စစ်တပ်ကအောင်သာပြူစော်တီမှာအင်အား30ခန်းထပ်မံပြင်းထန်ထားကြောင်းသိရပါတယ်။မလ23ရက်နေ့ကလည်းမြိုင်မြို့နယ်အတွင်းရှိတွင်းမရွာပြူစော်တီစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော့လေအရှိအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။စစ်ခွေထိခိုက်ဒေဆုံးမှုတော့ရှိပါတယ်ကျွန်တော်တို့အရေးအတွက်ကိုဆက်လက်ဆောင်ဆန်းနေပါတယ်။အကြမ်းဖက်စစ်တပ်တဆွဲထား တဲ့နေရာတွေကိုဆက်လက်တိုက်ခိုက်သွားမှာမို့လို့တော်လန်ပြည်သူတွေအနေနဲ့လည်းကျွန်တော်တို့တပ်ဖွဲ့တွေကိုလည်းထောက်ပို့လေးလှုပ်ဆောင်ပေးဖို့မြစ်တမ်းရက်ခံကျင်းပါတယ်လို့ဗမာတီလက်နက်ကြီးပြောက်ကြားတပ်ဖွဲ့မြိုင်မှာတာဝန်ရှိသူတောက်ကပြောပါတယ် အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပခဖဘာမတီကိုစုံကြီးအဖွဲ PLC ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု Black Cobra Force ပခုတ်ကူကမ္မတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးတောင်တာမြို့နယ်ရှိချင်းရွာနေရွာကိုစစ်တပ်ကစစ်တပ်လေးကြီးနဲ့ပုံကျဲတိုက်ခိုက်ပြီးရေတားရှိရွာတင်ရွာကိုလည်းစစ်တပ်ကမီးရှို့ဖျက်ဆီးမှုနေအိမ်40နီးပါးပြန်ချတဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတောင်တာမြို့နယ်ရှိချင်းရွာနေရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေးကြီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ ဲ့ကြောင်းတောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအုပ်ကပြောပါရယ်မလ15ရက်နေ့မှာတောင်တာမြို့နယ်ရှိ မကြီးကျွန်းရွာနဲ့စီစုံကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လီလီနဲ့ပုံတီကိုလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် အတန်ဘတ်စတက်ရင်ပုံကျဲတက်ခိုင်မှုအတွင်းကျင်းရွာအတွင်းရှိနေအိမ်တချို့ပျက်စီးခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လဲနွားလေးကောင်တည်ဆုံခဲ့ကြောင်းဒါပြင်ပုံတိတလုံးမှလည်းပောက်ခွဲခြင်းမရှိသေးကြောင်းသိရပါတယ်စတက်လီဒီနဲ့မကြီးချိုကျင်းရွာနဲ့စီစုံကုန်းကျင်းရွာကိုကျင်းချသွားတာပုံတိကိုလုံးကျင်းချတာပြည်သူတွေထိခိုက်မှုတော့မရှိပါဘူးနွားလေးကောင်တည်ဆုံနေလို့တောင်တာမြို့နဲ့လူလူလှူရှာမှုကော်မတီမှအတောင်ရှိသူတအုပ်ကပြောဆိုပါတယ် ဒါအပြင်ပဲခူးတိုင်းရီတာရှင်မျိုးနဲ့ရွာသိရွာကုန်လည်းအစံဖက်စတက်ကမီးရှို့ပြက်စင်းခဲ့တာကြောင့်နေအိမ်40ခန်းမီးလောင်ပြချခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါရယ်မလ23ရက်နေ့မှာရွာသိရွာအတွင်းဝင်ရောက်တက်ဆွဲနေတဲ့အစံဖက်စစ်ကောင်စီတပ်သားတွေကကျင်းရွာအတွင်းရှိနေအိမ်များကိုမီးရှို့ပြက်စင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အစံဖက်စစ်ကောင်စီတပ်သားတွေရဲ့မီးရှို့ပြက်စင်းရာတွင်ကြောင်းကျင်းရွာအတွင်းရှိပြည်သူပိုင်းနေအိမ်39လုံးမီးလောင်ပြချခဲ့ပြီးနွားတင်းကုတ်3လုံးစပတ်ကြီး2လုံးမီးလောင်ပြက်စင်းခဲ့ကြောင်းသိရပါရယ် စစ်တပ်ကရွာထဲမှာတဆွဲထားတော့ဆိုတော့နေအိမ်ပြည့်စုံမှုအတီကြကိုအတီမပြူနိုင်သေးဘူးမီးလောင်ကျွမ်းခဲ့တဲ့နေအရေအတွက်က39လုံးရှိရလို့ပဲသိရတယ်ပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့သိရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို RTC စစ်ကြောင်းနဲ့အတူနေပြည်တော်ရှင်ရတစ်တရင်ဗိုလ်မုံစိန်ဦးဆောင်နေရေတားရှိပကဖွားဖွဲ့တို့ကမလ23ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းသိရပါတယ် ဆလံပင်ပြပအလုတ်ခေါ်စာအသိရှောက်ထားမှုစစ်ကောင်စီဆိုင်ငံ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ BJ Passport ကင်ဆောင်သူများပြပထွက်ခွင့်ပိန်9ရက်ကျိုးခွင့်ပြုချက်တင်ရမယ်လို့ဆိုတဲ့အကြောင်းသိရပါတယ်။ပြပအလုတ်ခေါ်စာတမန်လက်တာအသိရှောက်ထားမှုကိုစစ်ကောင်စီကမလ18ရက်မှာဆိုင်ငံ့လိုက်ပါတယ်။2024ဇန်နဝါရီ30ရက်မတိုင်မီအလုတ်ရှင်အလုတ်သမားသဘောတူစာချုပ်ချုပ်ဆိုထားတဲ့အလုတ်သမားရင်းနဲ့စေလုံးရေးလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်ခွင့်ပြုတဲ့တမန်လက်တာတွေကိုသာပြပကိုကနဦးစီလွတ်မယ်လို့ဆိုပါတယ်။အဆိုပါပြပအလုတ် သမားတွေကိုသက်ဆိုင်ရာနိုင်ငံအလိုက်စီလွတ်ပြီးမှသာတမန်လက်တာအစ်တွေကိုခွင့်ပြုမယ်လို့မြန်မာနိုင်ငံပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကမလ18ရက်နေ့မှာအတည်ပြုပါတယ်။ပြည်ပအကျိုးဆောင်လိုင်စင်ရာအေဂျင်စီများအသစ်တင်ပြရမယ့်အချိန်ကိုလည်းစစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနဘက်ကအကြောင်းကြားမယ်လို့သာဖော်ပြပါတယ်။မလ30ရက်မတိုင်ခင်တင်ထားတဲ့သူအားလုံးထောက်ခွင့်ရပါမယ်။ MOEAA ရဲ့အပြောပါ။လေးစိတ်မမရဘူးဆိုလည်းမတက်နိုင်ပါဘူး။ဇန်နဝါရီ30ရက်မတိုင်မီတင်ထားတဲ့သူအားလုံးစီလွတ်ပြီးမှဓမ္မအသစ်တင်လာစ တင်လက်ခံပါမယ်။တမန်အစ်တင်တဲ့ကအေဂျင်စီလိုက်အရင်အတွက်သတ်မှတ်ပါမယ်။အရင်အတွက်မကြေညာသေးပါ။အဲဒီတော့အစ်တွေဘယ်တော့မှပြန်ရှာလို့ရမလဲ။ရရင်ရောကန့်သက်ချက်ကြောင့်ထွက်ရဖို့အချိန်နည်းအတော်နဲ့သွားမယ်လို့ယူဆရတယ်လို့ပြည်ပလုတ်ကန်အကျိုးဆောင်တောင်းကပြောပါတယ်။ ဒါအပြင်မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုပြည်ကြီးအလုတ်ကိုင်နိုင်ငံကိုလက်မှတ်နဲ့ထွက်ခွာမဲ့အလုတ်သမားတွေအားလုံးလည်းမလ18ရက်နေ့ကစတင်ပြီးစစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြည်ပနိုင်ငံတွေကိုထွက်ခွာခွင့်မရှိတော့ပါဘူးပြည်ကြီးအမျိုးအစားအလုတ်ကိုင်နိုင်ငံကိုလက်မှတ်ကန်ဆောင်ထားသူတွေကစစ်ကောင်စီရဲ့အလုတ်သမားဝင်ကြီးဌာနထံ9ရက်ကြိုတင်ခွင့်ပြုချက်ရှောက်ထားပြီးမှပြည်ပထွက်ခွာနိုင်မယ်ညွှန်ကြားချက်မှာမလဒုတိယပတ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကအလုတ်သမားဝင်ကြီးအသည်ထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်မတ်ကြီးဦးချင်းစွေကိုပြောင်းလဲခန့်ပြီးရဲ့နောက်ပြည်ပအလုတ် သမားတသက်ကံကံ OWIC ပြုလုပ်ခွင့်ပိတ်ပင်မှုဗီဇာစီးမြင်စည်းကမ်းတင်းကျပ်မှုအပါအဝင်ပြည်ပရောက်မြန်မာလုပ်သားများဖမ်းဆီးခံရမှုများပြားလာနေပါတယ်။စာကားစာတတ်မှတ်ထားတဲ့လုံထုံးလုံနည်းနဲ့စီးမြင်တဲ့စည်းကမ်းဆောင်လို့ပြည်ပထွက်ပို့ဆောင်နေတဲ့သူကလက်တလော 6000လောက်ရှိရဲနိုင်ငံရေးမူဝါဒပထမဦးစားပေးဖြစ်ပြီးစီးပွားရေးမူဝါဒဒုတိယဦးစားပေးဖြစ်တယ်လို့အဖွဲ့ဝင်တောင်းကပြောပါတယ်စစ်ကောင်စီကအသက်16နှစ်မှ35နှစ်ကြားမျိုးသားရင်းကိုပြည်ပထွက်ခွာမှုပိတ်ပင်ခြင်းနဲ့ပြည်ပရမြမလုပ်သားရင်းရဲ့လောက်ခနဲ့လဆာ25ရှာခိုင်နှုန်းကိုပြန်လည်လွှဲပြောင်းဖို့အစားနဲ့ဖိနှိပ်မှုတွေပါလုပ်ထားတယ်လို့သိရပါတယ် ဆက်လက်ပြီးစစ်ကောင်စီကရန်ကုန်မြို့တော်ဝန်မှန်တပ်စောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေ့စဉ်နဲ့များပြည်သူတွေဘုံပုံချဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီကရန်ကုန်မြို့မှာတကြံပွဲတော်အတွက်စတင်ပြင်ဆင်နေပါပြီ။ရန်ကုန်မြို့လည်းကမြို့တော်ခမ်းမရှိမှမြို့တော်ဝန်မှန်တပ်ကိုဒီရက်ပိုင်းမှာပဲစတင်ဆောင်လုပ်နေရလို့ဒေသခံတွေကပြောပါတယ်။ဒီမှန်တပ်ကိုနှစ်တိုင်းအစောဆုံးစောင့်လို့ရှိပြီးဒီနှစ်မှာလည်းတကြံမတိုင်ခင်တလလုံးမှာကလေးကဆောင်လုပ်နေတာပါ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာမြို့တော်ခမ်းမအပြင်ပြည်သူရင်ပြင်ဝန်ထဲမှာလည်းလမ်းလျှောက်တကြံကိုပြုလုပ်လို့ရှိပါတယ်။ပြည်သူ ူရင်ပြင်ဝင်ထဲမှာတကြံမတန်းနဲ့ဒူးဖြောပြင်းအစီအစဉ်လေးတင်ဆက်ပေးနေတာပါစစ်ကောင်စီကသူတို့ရဲ့အကြံဖတ်လုံရက်တွေကြောင့်ပြည်သူတွေပါဝင်သူတို့ရဲ့လက်အောက်ငယ်သားတွေနေစဉ်တည်ဆုံနေရပြီးမယ်နိုင်ငံအေဂျင့်တယောက်ပြသနိုင်ဖို့တကြံပါဝင် လားလိုက်ပွဲတွေကိုကျင်းပနေရဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်